ကျွန်တော်တို့အားလုံးတိကျတဲ့ကဘာကျော်တိုက်တန်းနေ့ရောက်ချင်တဲ့ကတင်ပေါ်နေမြောက်မှုဟာထင်တလောက်မယိုးချင်ပါဘူး။ပင်လေအော့ကိုနေမြောက်သွားတာဟာတိုက်တန်းနေ့တင်ပေါ်ကြီးအစ်စ်မဟုတ်ဘူးလို့ပြောရင်ခမည်းတော်ယုံမလား။ဒါဟာကဘာတမိန်မှအကြီးမားဆုံးအာမခံနိုင်လေမှုကြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဖြစ်မှန်ကဒီလိုပါ။ White Star Line Company မှာတင်ပေါ်နှစ်စီးရှိခဲ့ပါတယ်။တိုက်တန်းနေ့နဲ့သူ့အမ Olympic လို့ခေါ်ပါတယ်။ ိတ်တန်းနှစ်တင်ပေါ်မထွက်ခင်မှာ1917ခုနှစ်တုန်းကအိုလံပစ်တင်ပေါ်ဟာစစ်တင်ပေါ် HMS Hornet တိတ်မိပြီးဆူဆူဝါဝါပျက်စီးခဲ့ပါတယ်။ပြည်တနာကဒီမှာစတာပါ။တရားရုံးကအိုလံပစ်တင်ပေါ်ရဲ့အမှားလို့ဆုံးဖြတ်လိုက်တဲ့အတွက်အာမခံကြီးတပြားမှမရခဲ့ပါဘူး။ဒီတင်ဘောကို ပြင်ဖို့စရိတ်ကအဲဒီခင်ငွေကြေးပေါင်2သိန်းခွဲတော့ကုန်ကြမှာဖြစ်ပြီး ကုမ္ပဏီကဒေဝါလီခံရမဲ့အခြေအနေရောက်သွားခဲ့ပါတယ် တီတော့ပိန်ရှင်ဖြစ်သူဂျေဘီမိုကန်ဟာနီလန်းတစ်ခုစဉ်းစားမိသွားပါတယ်။ပျက်စီးနေတဲ့အိုလံပစ်တင်ပေါ်ဟောင်းကိုအတိတ်ဆက်ဆက်တိုက်တန်းနေလို့နာမည်ပြောင်းတက်ပြီးရေခဲတော့ကိုတိတ်မိတရားဖန်တီးပြီးနင်းမြုပ်ပစ်လိုက်ဖို့ပါပဲ။ပါကြလဲဆိုတော့အတိတ်ဆက်ဆက်တိုက်တန်းနေတင်ပေါ်အတွက်အမခန်ထားငွေကအမေရိကန်ဒေါ်လာ9တန်းအထိရရှိမှာမို့လို့ပါ။ဆိုလိုတာက ပျက်စီးနေတဲ့တင်ပေါ်အဆုတ်ကိုပင်လယ်ထဲမျောပြစ်လက်ယုံနဲ့ပြင်စင်စိတ်မကုံတော့တဲ့အပြင်တော်လာ၅တန်းတော့အများထွက်လာမဲ့အကွက်ပါပဲအဲ့ဒါကိုတက်တည်ပြနေတာကတော့ JP Morgan ဟာတင်ပေါ်ထွက်ခါနီးမိနစ်ပိုင်းအလိုမှာရုတ်တရက်ခီးစဉ်ကိုဖျက်သိမ်းခဲ့တယ်လို့သူနဲ့ရင်းနှီးတဲ့မိတ်ဆွေတထေလေးကိုလည်းမလိုက်ဖို့တိတ်တဆိတ်တတိပေးခဲ့ပါသေးတယ်။ဒါဆိုရင် သူတို့ကြွတိနေခဲ့တာလား။ဒါဆိုရေအော့ရော့သွားတာကဘယ်တင်ပေါ်လဲ။ တိတ်တန်းနဲ့တင်ပေါ်စစ်ကြီးကဘယ်ကိုရောက်သွားတာလဲတာဟာ theory တခုဆိုပေမဲ့တွေးကြည့်ရင်အရန်ကြောက်စရာကောင်းပါတယ်မိုက်ဆွေတော့ကိုဘယ်လိုထင်ပါသလဲကွန်မန့်မှာဆွေးနွေးပေးသွားပါဦး